ဒီနေ့တင်ပြကြမှာတော့စိတ်ဝင်စားစရာကောင်းတဲ့အယူဆတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ပါလူသားမျိုးနွယ်ရဲ့အကြီးမားဆုံးပြဿနာအတွေ့အဖြေကသမိုင်းတစ်လျှောက်လုံးဝပဲပေါ်ပေါ်တင်တင်ဝစ်ထားခဲ့ရဆိုရင်တော့အဖြစ်ရစ်ပူဇော်ခြင်းနဲ့ဖန်ဆင်းခြင်းဆိုရဲ့ကြီးမားတဲ့ပုံစံကြီးတစ်ခုလုံးမှာအရာလုံးကဘလို့ချိတ်ဆက်နေသလဲဆိုတာကိုတစ်ချက်ချင်းစီလေ့လာကြည့်ကြပါမယ် ကဲအခုဒီဆွေးနွေးမှုတစ်ခုလုံးကိုလမ်းကြောင်းပေးမဲ့မိကွန်းတစ်ခုနဲ့ဆက်လိုက်ကြအောင်လူသားတွေရဲ့အကြီးမားဆုံးပြဿနာကကျွန်တော်တို့လုံးမိတဲ့အမားတွေအပြစ်တင်မဟုတ်ပဲအဲ့ဒီယာတွေကိုရွေးချယ်နိုင်တဲ့ရွေးချယ်ခွင့်ကိုလိုက်တာဖြစ်နေခဲ့မယ်ဆိုရင်ကောဒါကတော်တော်လေးစဉ်းစားစရာကောင်းတဲ့အချက်ပဲနော်အဖြေကိုမရှာခင်မှပြဿနာကဘာလဲဆိုတာကိုတည်တည်ချာချာသိဖို့လိုပါတယ်ဒီကျန်းစာတဲ့အရာလူသားမျိုးနွယ်ကအခြေခံကြတဲ့အချက်အတဲတစ်ခုနဲ့ရင်ဆိုင်နေရတယ်။ ဒါပေမဲ့အဲ့ဒီပြဿနာကကျွန်တော်တို့အများစုထင်ထားသလိုမျိုးမဟုတ်ဘူးဆိုတာကိုတွေ့ရပါမယ်။ဒီဇလန်ကြီးတစ်ခုလုံးကအဓိကဇက်ကောင်တယောက်ပေါ်မှာမူတည်နေပါဗါတယ်။တယောက်ကတော့လူသားအလုံးရဲ့ပကတိအခြေအနေကိုကိုးစားပြုတဲ့ပထမအာရန်။နောက်တစ်ယောက်ကတော့အဲ့ဒီပြဿနာရဲ့အဖြေကတင်ချင်းဖြစ်ရောက်လာတဲ့နောက်ဆုံးအာရန်ပါပဲ။ဒီနှစ်ယောက်ရဲ့ဇလန်က လူသားမျိုးနွယ်တစ်ခုလုံးရဲ့ဇလန်ပါပဲ။ဆိုတော့ဒီဂျန်ဒီမှာ ဖြစ်ဆိုတဲ့စကားလုံးကိုတောင်းတဲ့အခါ အမားလွန်မိတာတစ်ခုခုကိုဆိုလိုတာထက်ပိုနဲ့နေပါတယ်။ဒါကကျွန်တော်တို့ရဲ့ဖြစ်တည်မှုအခြေအနေတစ်ခုတနည်းပြောရရင် ခြံဘဝလိုအခြေအနေတစ်ခုကိုရည်ညွှန်းတာပါ။လူသားမျိုးတွေအားလုံးကဒီအခြေအနေကိုအမွေဆက်ခံရတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒါကဘာလို့တလဲဆိုတဲ့မိကုံးထက်ဘသူဖြစ်တယ်လဲဆိုတဲ့မိကုံးတဲ့ပိုဆိုင်နေတဲ့အဲ့တော့ပညာတရားတွေဥမာပညာတော်ဆယ်ပါလို့မျိုးပေါ့အဲ့ဒါတွေကတော့ဘာလို့ပေးနိုင်လဲဒီဂျာတိရဲ့အဆိုအရတော့ပညာတရားတွေကစေကံကထမန်းဆက်လို့ပါပဲ အယိုးကျိုးနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြပေးနိုင်တယ်။ဒါပေမဲ့အဲ့ဒီအယိုးကိုတော့ပြန်ဆက်မပေးနိုင်ဘူး။ပြောချင်တာက ပြဿနာကိုထောက်ပြနိုင်ပေမယ့်အဖြေကိုတော့မပေးနိုင်ခဲ့ဘူးဆိုတာပါပဲ။ပညတ်တရားကပြဿနာကိုမှမဖြေရှင်းနိုင်ခဲ့ဘူးဆိုရင်ဘလို့ဆက်ဖြစ်ခဲ့လဲ။အဖြေကပါလဲ။ဒီကျမ်းဒီအရာအဆုံးစွန်အဖြေမရောက်လာခင်မှာယာယီစနစ်တစ်ခုရှိခဲ့ပါတယ်။ဒါကိုအစ်စ်အမှန်ရဲ့အရေးဒါမှမဟုတ်ပုံစံငယ်တစ်ခုလို့ပြောလို့ရပါတယ်။ ီရှင်ဟစ်စနစ်ကတော့တင်းဆန်တွေကိုရပ်ပူဇော်ခြင်းအပေါ်မှာအထူးကအခြေခံထားတယ်။တနည်းတစ်ခါရပ်ပူဟီမန်ကအထူးတိတိုင်နေရာဖြစ်တဲ့အတန်ရှင်းဆုံးဌာနတော်ဒေဘူဝင်ရတယ်။ဒီကျမ်းတွေကဒါကိုအစစ်မှန်မဟုတ်သေးဘူး။ Normal Lament ကောင်းကင်ဘုံဇာယအဖြစ်မှန်ရဲ့ပုံစံနဲ့အရေးတစ်ခုအဖြစ်ပဲဖော်ပြထားတာပါ။ဒီစနစ်ရဲ့လုပ်ငန်းစဉ်ကိုကြည့်လိုက်ရင်ဒါကဘယ်တော့မှမပြီးဆုံးနိုင်တဲ့တန်တရားတစ်ခုလိုပါပဲ။ နှစ်တိုင်းတိရိစ္ဆာန်အသွေးကိုယူရက်ပြိုဟိမင်းကအသွင်းထဲကိုဝင်ပြီးတော့နောက်နှစ်ကြာရင်ဒီတိုင်းပဲပြန်လုပ်ဒီလိုထက်ကလဲလဲလုံးနေရတယ်ဆိုတဲ့ချက်ကွန်နိုင်ကဒါကယာယီဖြစ်ချင်းချက်တခုပဲဆိုတာကိုပြနေပါတယ်တကြိမ်နဲ့ねအပိသက်နိုင်မဲ့သာဝရဖြစ်ချင်းတဲ့တခုလိုအပ်နေတယ်ဆိုတာကိုအမြဲတမ်းသတိပေးနေလိုပါပဲဒီစနစ်တခုလုံးကိုအောက်ဆိုးထားတဲ့အခြေခံအကြအဆုံးနိယမတခုရှိပါတယ်အဲ့ဒါကတော့အသွေးသွင်းခြင်းမရှိရင်အဖြစ်လွတ်ခြင်းမရှိဆိုတာပါပဲ ီစီးမြန်ကရှေးခေတ်စနစ်ရဲ့အုံမြဖြစ်တယ်လို့နောက်ပိုင်းမှာလာမယ့်အကြီးမားဆုံးအပြောင်းအလဲအတက်လဲလန်ခင်ပေးခဲ့တာဖြစ်ပါတယ်။ကဲအခုဇလန်ရဲ့အထွတ်ထိပ်အချိုးအခွေကိုရောက်လာပါပြီ။အရာလုံးကိုပြောင်းပြန်လန်ပစ်လိုက်တဲ့ခိုက်အတန်။ဒီကျန်းတွေရဲ့ဆိုရတော့ချက်ကိုလာရဲ့နေရာမားတွေကိုတောင်ပြန်လဲရေးဆွဲလိုက်တဲ့ဖိပြက်တစ်ခုစီကိုရောက်လာပါပြီ။ခရစ်တော်အသက်တော်ချိုးတဲ့အချိန်အတီးအကြမှာပဲတကယ်ကိုအောင်းအောင်းစရာကောင်းလဲဖြစ်ရတဲ့ခုဖြစ်ခဲ့ပါတယ် ဲ့ဒါကတော့ဘေးမန်တော်ထဲမှာရှိတဲ့ကြီးမားလာတဲ့ကန့်လန့်ကာချီကအပေါ်ကနေအောက်ကိုနှချမ်းကွဲသွားတာပါပဲဒီရုပ်ပိုင်းဆိုင်ရာဖိရက်တစ်ခုတည်းကပဲဒီဇလန်းတစ်ခုလုံးရဲ့အထွတ်အထိပ်အ धिक အချိုးအကွေ့ဖြစ်လာခဲ့ပါတယ်ဒီကန့်လန့်ကာဆိုတာကဒါမန်လိုက်ကာဆတ်တခုမဟုတ်ပါဘူးသူမှနည်းနည်းတဲ့အရေးပဲရှိတဲ့ဒါဟာတန့်ရှင်းတဲ့ဖျားထခင်နဲ့အဖြစ်ရှိတဲ့လူသားမျိုးနွယ်ကြားကကြီးမားတဲ့ပိုင်းခြားထားမှုကိုကိုးစားပြုတဲ့သင်္ကေတတစ်ခုပါဆရော့အဲ့ဒီကလန်ကာကီဆိုပြဲသွားတဲ့ဆိုတာက အထည်ဇက်တစ်ခုပြစီသွားတာထက်အများကြီးပိုပါတယ်။ဒါဟာအဲ့ဒီပိုင်းချထားမှုကြီးပြိုပြဲသွားပြီဆိုတဲ့အားကောင်းတဲ့ခြင်ညာချက်တစ်ခုပါပဲ။အရေးကြီးတာကလန့်ကဆုပြဲသွားတာဟာဖြတ်စည်းခြင်းရဲ့တင်ကြရမဟုတ်ပဲဖွင့်လစ်ခြင်းရဲ့တင်ကြရဖြစ်နေတာပါပဲ။အရင်ကဘယ်သူမှမသွားနိုင်ခဲ့တဲ့လမ်းတစ်ခုအသက်ရှင်တဲ့လမ်းတစ်တခုကိုဖွင့်ပေးလိုက်တာနဲ့တူပါတယ်။ရုပ်ရက်ဆိုသလိုပဲအတားအဆီအလုံးပျောက်ွယ်သွားခဲ့ပါပြီ။ဒီတော့စနေဟောင်းနဲ့စနေသက်ကြာကအခြားနာချက်ကတကယ်ကိုရှင်းလင်းပြတ်သားပါတယ်။ စနေဟောင်းကတိရိထန်အသွေးကိုတုံးနေနှစ်တိုင်းထပ်လုပ်ရတယ်ပြီးတော့ဒါကအစ်စ်မန်ရဲ့အရေးတစ်ခုပဲစနေသစ်ကတော့ကိုရော်ရဲ့ကိုပိုင်အသွေးတစ်ချိန်နဲ့အားလုံးတို့ပြီးမြောက်သွားတယ်ပြီးတော့ဒါကအရေးမဟုတ်တော့ဘူးအဖြစ်မှန်ကိုတိုင်ပါပဲဒါပုံကြည့်ရတဲ့အဲ့ဒီနေရာကိုကိုတိုင်ရော့သွားတာလောက်ကွာပါတယ်ကောင်းပြီဒီတစ်ချိန်တည်းတော့ရက်ပူလျှော်ချင်းရက်အချိုးဆက်တီကဘာတွေလဲဒီကျမ်းတွေအရဒါဟာလူသားမျိုးနွယ်အသက်လုံးဝအတိတ်ဆက်ဆက်ဖြစ်တည်မှုတစ်ခုအစအတိတ်အခုခုယူဆောင်လာခဲ့တယ်လို့ဆိုပါတယ် ဝိညာဉ်တော်ခေတ်လိုခေါ်တဲ့ခေတ်တစ်ခုစတင်ခဲ့ပါပြီ။ကျမ်းစာမှာဒီလိုဆိုထားပါဗျ။ထို့ကြောင့်တားတို့ကြီးတင်တော့ကိုလွတ်လန်တင်တော့ဒီအမှန်ပင်လွတ်လက်ကြလိမ့်မည်။ဒီမှာပြောလဲလွတ်လက်ခြင်းဆိုတာအရင်ကလုတ်ခဲ့တဲ့အမားလေးအတွက်ခွင့်လွတ်ပေးလိုက်တာတော့ပဲမဟုတ်ပါဘူး။ဒါကအပြစ်ခဲ့ကြုံဖြစ်နေတဲ့အခြေအနေကနေလုံးဝလွတ်မြောက်သွားတာကိုဆိုလိုတာပါ။တဟာအကျဉ်းသားတယောက်လုံငိန်ချမ်းသာခွင့်ရတာထက်ကျွန်တယောက်လုံးဝလွတ်လပ်သူဖြစ်သွားတာ ਨੇ ပို့တူပါတယ် ဒီဖြစ်မှန်အစ်စ်မှာအခြေခံကြတဲ့ပြောင်းလဲမှုတွေအများကြီးပါဝင်ပါတယ်။အရင်က မောင်မိုက်ထဲမှာနေခဲ့ရပေမဲ့အခု တားတော်ရဲ့နိုင်ငံတော်တွေကိုပြောင်းရွှေ့ခံရတယ်။ကိုရိုရဲ့အသွေးတော်နေရင်းနှုတ်ချင်းခံရတယ်။တန်ရှင်တော်ဝိညာဉ်တော်ကိုလက်ခံရရှိပြီးတပံမွေးဝါချင်းဆိုတဲ့အသွေးကြုံကိုရရှိတယ်။အရင်ကယစ်ဘရိုဟစ်တဲ့ကကြားကန်ဆောင်ရက်ပေးရပြီမဲ့အခုယုံကြည်သူတိုင်းကယစ်ဘရိုဟစ်တွေဖြစ်လာပြီးဖျားသခင်စီကိုတိုက်ရိုက်ချင်းကပ်ခွင့်ရသွားပါပြီ။ ဒီနေရာမှာတကယ့်ကိုအရေးကြီးတဲ့အယူဆတစ်ခုရှိပါတယ်။အဲ့ဒါကတော့ရွေးနုတ်သွဆွေမျိုးဆိုလာပါပဲ။ရှေ့ကဥပဒေအရမိသားစုဝင်တယောက်ကသူ့ရဲ့လွတ်လပ်ခွင့်နမမောပိုင်ဆိုင်မှုကိုဆုံးရှုံးသွားရင်ဆွေမျိုးရင်းချတယောက်ကအဲ့ဒါကိုပြန်ဝယ်ဖေးရတဲ့တာဝန်ရှိပါတယ်။ဒီကြမ်းနေရာဆိုရနောက်ဆုံးအာဒန်ကလူသားမျိုးနွယ်အတွက်ဒီအခန်းကဏ္ဍဆောင်ရွက်ပေးခဲ့တာပါ။ပထမအာရန်ဆုံးရှုံးခဲ့သမျှအရာအလုံးကိုပြန်လည်ဝယ်ယူပြီးတဲ့ဆွေမျိုးရင်းချလိုပါပဲ။ဒါဟာအကျွေးခွင့်လွတ်တာထက်အများကြီးပိုပါတယ်။လုံးဝပြန်လည်ထူထောင်ပေးတာပါ။ အခုထိကတူးချင်းစီရဲ့ကဲတင်ချင်းအကြောင်းဖြောခဲ့တာများပါတယ်။ဒါပေမဲ့ဇလန်ကဒီမှာတည်းမပြီးသေးပါဘူး။ဒီချမ်းနဲ့အရာဒါထက်အများကြီးပိုချေပြန်းတဲ့စက်ချော်လာတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အဆုံးစုံပန်းနိုင်တစ်ခုရှိနေပါသေးတယ်။ချိန်ချင်းအလုံးကဖန်ဆင်းချင်းအသစ်စီကိုတွားရမှာပါ။ဒီနေရာမှာတက်ကက်ကိုကြီးမားတဲ့မေခွန်းတစ်ခုပေါ်လာပါရင်လွတ်လပ်စွာရွေးချယ်ခွင့်ဆိုတာအမားလုံးနိုင်တယ်အဖြစ်လုံးနိုင်တဲ့ရွေးချယ်ခွင့်ကိုဆိုလိုတယ်ဆိုရင်ဖန်ဆင်းချင်းက ဘလို့လို့အမြဲတမ်းစုံလင်းပြီးလုံခြုံနိုင်တော့မှာလဲတရားခိုင်နှုန်းပဲကြာဆုံးနိုင်စီရှိတယ်ဆိုရင်တောင်းအချင်းကြာတာနဲ့အမြအဲ့ဒီတရားခိုင်နှုန်းကဖြစ်လာမှာပဲလေဒီအချက်တဲကိုဘလို့ဖြည့်ရှင်းမလဲဒီချမ်းဒီရဲ့အဆိုပြုချက်ကတော့လဝါကတိုင်ဟာဖျားရခင်က လူသားတွေကိုလွတ်လပ်စွာရွေးချယ်ခွင့် PF4 အကွယ်ပေးဆက်ရတဲ့တံပူးဖြစ်တယ်လို့ဆိုပါတယ်။တချိန်ထဲမှာပဲအဲ့ဒီလဝါကတိုင်ကပဲလွတ်လပ်စွာရွေးချယ်ခွင့်ကိုစုံလင်စေတဲ့နည်းလမ်းဖြစ်လာပြန်ပါတယ်။ဘလို့လဲဆိုတော့ အဲ့ဒီမှာပြတ်တခဲ့တဲ့ချစ်ချင်းမေတ္တာနဲ့တရားမျှတမှုကတန်တရားအလုံးကိုဖယ်ရှားပြီးပြီးအဲ့ဒီကနေကစင်အနာကဲမှာအဖြစ်ကိုပြန်ရွေးချယ်စရာအကြောင်းမရှိတော့အောင်လွတ်ပေးလိုက်တယ်လို့ဆိုပါတယ်။ဒီစရာကိုကြည်လိုက်ရင်အပြောင်းလဲကဘလောက်ကြီးမားတယ်ဆိုတာကိုတွေ့နိုင်ပါတယ်။ပထမအာရန်ရဲ့ကဘာမှာအပြစ်နဲ့တဲချင်းကအုပ်စိုးတယ်။မြေကြီးကကျင့်ချင်းခံရတယ်။လူတွေကကြုံဖက်ပြီးဖျားတခင်နဲ့ကွဲခွာနေတယ်။နောက်ဆုံးအာရန်ရဲ့ကဘာမှာတော့ခြေဆုတော်နဲ့အသက်ကအုပ်စိုးတယ်။ ကောင်းငင်သစ်မြေကြီးသစ်ဖြစ်လာမယ်လူတွေကလွတ်မြောက်ပြီးဖျားစီတိုက်ရိုက်ချင်းကပ်ခွင့်ရတယ်အဆုံးဆုံးမှာတော့အပစ်လို့ဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်သွားမှာပါဆိုတော့အဆုံးဆုံးပန်းနိုင်ကပါလေဒီဂျက်ကဝလာဆိုင်ရာဇလန်ကြီးအခုလုံးရရည်ရွယ်ချက်ကဖန်ဆင်းခြင်းလုံနှန်းစဉ်ကိုအပြီးတက်ဖို့ပါပဲနောက်ဆုံးမှာတော့လူသားမျိုးတွေကစုံလင်သွားပြီဖြစ်တဲ့လွတ်လပ်စွာရွေးချယ်ခွင့်နဲ့အတူနာကျင်ခြင်းတေးခြင်းအဖြစ်ဆိုတာလုံးဝမရှိတော့တဲ့ကဘာတစ်ကြီးမှာဖျားတကယ်နဲ့အတူဖလန်လန်အောင်ဆုံးနိုင်ဖို့ အဲ့ဒါကအဆုံးဆုံးပတ်နိုင်ပါပဲဒီအကျင့်ပြအချက်တစ်ခုလုံးကကျွန်တော်တို့ကိုတကယ်ကိုနည်းနည်းတဲ့မေးခွန်းတစ်ခုနဲ့ခြံထားခဲ့ပါပဲအဲ့ဒါကတော့လူသားတွေရဲ့လက်လက်မှုကဘုရားသခင်ရဲ့ဆင်းရဲဒုက္ခခံခြင်းအပြင်သာစုံလင်ပြည့်စုံနိုင်တာလားဆိုတာပါပဲဒါဟာဒီချမ်းဒီရဲ့အဆိုအရလက်လက်မှုယေစုဘုရားရှင်နဲ့စုံလင်ခြင်းတို့ကြားကအံ့ဩဖွယ်ရာဆက်ဆက်မှုကိုမိမောင်းထိုးပြနေပြီးဆက်လက်တွေးတောစရာအဖြစ်ကြံရခဲ့ပါတယ်